ပြီးခဲ့တဲ့2011ခုနှစ်အတွင်းကမြောက်ကလာပါမြို့နယ်အတွင်းရှိစားသောက်ဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တဲ့မင်းမဲစရိုက်ဆန်ဆန်အုပ်စုဖွဲ့လူတပ်မှုမှာဆွဲချက်တင်ခံရသူ15ဦးစလုံးကိုမတ်လ9ရက်နေ့ကမြောက်ပိုင်းခရိုင်တရားရုံးမှာထေရန်ချမှတ်ခဲ့ပါတယ်။အဲဒီအုပ်စုဖွဲ့လူတပ်မှုမှာပါဝင်တဲ့ဖမ်းဆီးခံထားရသူ23ဦးကိုမြောက်ပိုင်းခရိုင်တရားသူကြီးနှစ်ကကြိုတင်ကြံရွယ်တဲ့လူတပ်မှုပုံမှာဖြစ်တဲ့ ပြည်မှုဆိုင်ရာပုံမှန်321ခါခွေနဲ့ပူပေါင်းကြံစီမှုပုံမှန်34ရို့နဲ့2013ခုနှစ်စက်တင်ဘာလအတွင်းကစွဲချက်တင်အမိန့်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းအမိန့်စွဲချက်ကိုမကျေနပ်တဲ့16ဦးကတရားလွှတ်တော်ရုံးကိုစွဲချက်တင်အမိန့်ကိုပြင်ဆင်တင်သွင်းမှုပြုလုပ်ခဲ့ပါတယ်။အဲဒီကတစဉ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး7ဦးကိုစွဲချက်မခိုင်းလုံတဲ့အတွက်ပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်253ဦးရဖေဖော်ဝါရီလ22ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး တွဲဘက်ငါတရားသူကြီးဒေါ်စုစုအောင်ကတရားရှင်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအမှုကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကအပိသက်စီရင်ချက်ချမှတ်မှဖြစ်ပေမဲ့တရားသူကြီးတွေအစည်းအဝေးတက်ရောက်နေတာကြောင့်မတ်လ9ရက်နေ့မှသာအပိသက်စီရင်ချက်ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူသက်မှုဟာပြီးခဲ့တဲ့2021ခုနှစ်နိုဝင်ဘာလ29ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဖြစ်ပွားမှုမှာမြောက်ဥကလာပမြို့နယ်နွယ်သားကြီး6လမ်းအတွင်းရှိစားသောက်ဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီလူတက်မှုအတွက်စစ်ဆေးမှုဟာ၃နှစ်ကျော်ကြာမြင့်နေတာဖြစ်ပါတယ်။ကျူးလွန်ငယ်သူတွေဟာတေဆုံးငယ်သူနဲ့တငယ်ချင်းဖြစ်သူတို့စားတော့ဆိုင်တွင်းရှိနေစဉ်တေဆုံးသူရဲ့အမည်ကိုမေးပြီးဓာတ်တွေနဲ့ဝိုင်းခုပ်ပြီးနောက်တေဆုံးသူဆိုင်အပြင်ကိုပြေးထွက်သွားစဉ်အပြင်မှာစောင့်နေသူတွေကဒုတ်ဓာတ်တွေနဲ့ထပ်မံခုတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။